ကလန်တတူဒီရှေးအောင်မူနဲ့ဇူကြီးရှစ်ခုကတိုင်းနက်ဖျားရဲ့သွေးမျိုးစွမ်းအောင်ကိုပိုင်ဆိုင်ကြပါတယ်အလို့တိုင်းနက်ဖျားရဲ့သွေးမျိုးစွမ်းအောင်ကိုပိုင်ဆိုင်တဲ့သူတွေအနေနဲ့ရှေးအောင်မျိုးနဲ့ဇူကြီးရှစ်ခုကဝင်းညင်မျိုးနဲ့ဇူဝင်းညင်လောကမိတော့လောကမိတော့မျိုးနဲ့ဇူကတော့ကောင်းကင်မိတော့ကိုအများဆုံးပိုင်ဆိုင်ထားတဲ့မျိုးနဲ့ဇူဖြစ်ပါတယ်ခေရန်တက်မှာတမူးကျုပ်၈ယောက်ဘိုးကျုပ်၄ယောက်နဲ့ဘင်းရဲ့နှစ်ပါးဆိုပြီးတော့ရှိကြပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ကျွန်တော်က episode 148 review နဲ့ကုလောကရဲ့အကြောင်းကိုရှင်းပြသွားမှာဖြစ်ပါတယ် ဒါဆိုရင်တော့ဗီဒီယိုလေးစလိုက်အောင်တန်းစင်နဆိုးကြပန်းမီတာကိုပေါ်လာတဲ့သတင်းကိုတော့အရင်ဗီဒီယိုမှာကျွန်တော်ရှင်းပြခဲ့ပါတယ်။တန်းစင်နဆိုးကြပန်းမီတာကိုကောင်းကင်မီတာကိုအဆင့်၃ရဲ့နောက်ဆုံးမြေပုံအပိုင်းအစပေါ်လာတဲ့သတင်းကိုကျွန်တော်အရင်ဗီဒီယိုမှာပြပြခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမြေပုံအပိုင်းအစကဘမပေါ်လာတာလဲဆိုရင်ရောက်ချမ်းဒီမှာပြောခဲ့တဲ့လေဟာနဲ့ဇေယောင်းပွဲတော်တလောကလုံးမှာအကြီးကျယ်အခမ်းအနားဆုံးတန်မိုးအမြင့်ဆုံးလေလံပွဲကြီးလေဟာနဲ့ဇေယောင်းပွဲတော်ဟုတ်ပါတယ်။ဒီလေဟာနဲ့ဇေယောင်းပွဲရဆိုရင်တော့နှစ်တရာမှတစ်ချိန်တောင်ဖွင့်လင်းတာပါ။ လက်ရှိမှာဆိုရင်တော့ဖွင့်လင်းဖို့အတွက်တစ်နှစ်ပဲလိုတော့တာပါပြီးတော့ဒီလီဟာနဲ့ဇေယောင်ပွဲရတာတခါဖွင့်လင်းလာပြီဆိုရင်အရင်ဦးမှာရှားပါးပါတယ်ဆိုတော့တိုင်းသူတော်စင်တွေကဖန်တီးထားတဲ့ထျန်းအဆင့်ကောင်းကင်အဆင့်တိုင်းချမ်းတွေကောင်းကင်အဆင့်ချီချင်းစင်တွေဆိုတော့ အရန်အုံးမှာပေါ်များလာပါအစင်းနဲ့ကောင်းကင်အစင်းတိုင်ကျန်လက်ရှိရှောင်းဝံကလေ့ကျင့်လာတဲ့ကောင်းကင်ဖန်တီးခြင်းလောဝါလို့တိုင်ကျန်နေဆိုရင်အပြေလောကမှာဆိုရင်အတော်လေးဥမှာရှားပါတဲ့အရာတွေဖြစ်ပြီးအဲ့လီဟာနေဇေယောင်းပွဲမှာဆိုရင်တော့အစင်းနဲ့ကောင်းကင်အစင်းတိုင်ကျန်နေဆိုတာတမန်ပစိဖြစ်တာရှိနေရပါအလေလက်ဆင့်ကောင်းကင်အစင်တိုင်ကျန်အလေလက်ဆင့်ကောင်းကင်အစင်တိုင်ကျန်နေရတော့ဒီလီဟာနဲ့ဇေယောင်းပွဲမှာတည်ရှိပါတယ်အစင်းမြေကောင်းကင်အစင်တိုင်ကျန်ရှေးဟောင်းမျိုးနဲ့စုကြီးတွေမှာသာတည်ရှိတဲ့အစင်းမြေကောင်းကင်အစင်တိုင်ကျန်နေရတော့ဒီလီဟာနဲ့ဇေယောင်းပွဲမှာတည်ရှိပါတယ် ဒါကြောင့်လေရောက်ချမ်းပြောခဲ့တာပါဒီလီဟာနဲ့ဇေယောင်ပွဲကိုသွားဖို့ဆိုရင်အရင်ဦးမှာအင်အားကြီးမားတဲ့လူတွေရပဲသွားလို့ရပါတယ်ဥပမာပြောရမယ်ဆိုရင်ဒီလီဟာနဲ့ဇေယောင်ပွဲထဲကိုဝင်ရောက်ဖို့အတွက်အနည်းဆုံး ပြောင်းလဲခြင်းကိုးတဲ့အဆင့်ကိုရောက်ရှိနေရပါမယ်။မဟုတ်ရင်တော့သူတို့စင်တစ်ပိုင်းအဆင့်မှာတိုင်းသူတို့စင်နေရတော့ဒီလီဟာနဲ့ဇေယောင်းပွဲကိုလာရောက်ကြပါလေ။ဘာကြောင့်လဲဆိုရင်တော့ဒီလီဟာနဲ့ဇေယောင်းပွဲမှာပေါ်ထွက်လာတဲ့ပစီတိုင်းကအရန်အုံးမှတန်မိုးကြည့်ပြီးအရန်အုံးမှလည်းအဖိုးတန်တဲ့ပစီတွေပါ။ဥပမာအဖေပြောရမယ်ဆိုရင်အဆင့်၃မီတော့ရဲ့နောက်ဆုံးမိဘုံအပိုင်းဆောက်ကိုပဲကြည့်ပါ။အဆင့်၃ကောင်းကင်မီတော့အဆင့်၃ကောင်းကင်မီတော့ဆိုတာသူတို့စင်နေရဲ့မျိုးလုံးတော်ညည်းရဲစီပြီးတိုင်းသူတို့စင်နေုံတော်လောဘတက်ပြီးတော့ယူသွသွားစီဖို့အတွက်လုံလောက်တဲ့ကောင်းကင်မီတော့တစ်ခုပါ။အဆင့်၃ကောင်းကင်မီတော့ကိုဒါပိုင်ဆိုင်ပြီးဆိုရင်လောက ကြီးရဲ့အထွန်းထိပ်ကိုအလွယ်တကူနဲ့တော့ရောက်ရှိသွားနိုင်ပါတယ် အဲ့လိုလောကတစ်ခုလုံးပိုက်ဆိုင်လာတဲ့လူတယောက်အနေနဲ့ကလောကမှာပြိပတ်ကင်တရှိမှုတစ်ခုဖြစ်တည်လာနိုင်ပါတယ်။ဒါကြောင့်မလို့လူတိုင်းကအဆင့်တုံပြီးတော့ယူမှုလိုချင်ကြပါတယ်။ဒါကြောင့်လေဒီလိုမိတော့ရဲ့တဲလွန်စာလေးတစ်ခုသာဖြစ်တဲ့ဒီနောက်ဆုံးမိပုံအပိုင်းစားအတွက်ပဲတိုင်းသူတော်စင်အချို့နဲ့သူတော်စင်တပိုင်းစစ်ပညာရှင်တွေရပါယူတော့ကြပါလိမ့်မယ်။ဒါကတော့လေဟာနဲ့ဇေယောင်းပွဲပါ။ဒီလေဟာနဲ့ဇေယောင်းပွဲကိုသွားဖို့အတွက်အဓိကလူဝတ်ချက်ကတော့အစောပိုင်းမှာပြောခဲ့သလိုပဲအ ਨੇ စုံပြောင်းလဲခြင်းကိုတွေ့အစင်မှာရှိနေဖို့အတွက်လိုအပ်ပါတယ်။ပြီးတော့ဒီလိုလေဟာနဲ့ဇေယောင်းပွဲမှာသူတို့ကငွေကြေးကိုအသုံးမပြုပါဘူး။ တန်မိုးကြီးရတနာပစီတစ်ခုကိုတန်မိုးကြီးရတနာပစီတစ်ခုနဲ့သာလဲလဲချင်းကိုလောက်ကြပါတယ်ဥပမာတစုံတစ်ယောက်ကသူ့ရဲ့ပစီကိုပေးပြီးသူကဒီပစီနဲ့တန်မိုးတူပစီတစ်ခုကိုပြန်ပြီးတော့လဲလဲခွင့်ရှိပါတယ်အဲ့လိုမျိုးပါပဲအဲ့လိုလဲလဲတဲ့နေရာမှာဆေးလုံးဖြစ်ဖြစ်တိုင်းချမ်းဖြစ်ဖြစ်တိုင်းချင်းစင်ဖြစ်ဖြစ်ချီချင်းစင်ဖြစ်ဖြစ်ကြိုက်တာကိုအသုံးပြုလို့ရပါတယ်ဒါပေမဲ့ငွေကြေးရောတော့အသုံးပြုလို့မရပါဘူးဘာလို့လဲဆိုတော့သူတို့လိုအင်အားကြီးပုံကိုယ်တွေထားမှာငွေကြေးဆိုတာဘာမှတန်မှုမရှိတဲ့အရာတွေမို့လို့ပါဒီမှာရောက်ချမ်းကုလောကရဲ့ရွေရော့ခန္ဓာဖိတ်ကြားလောက်ကိုရှောင်းအောင်ပေးခဲ့ပါတယ် အမှန်တကယ်ရတော့ဒီခန်းမှာရောက်ချမ်းရှောင်းကိုသွားစီချင်တာပါရှောင်းကရွှေရစီကိုသွားချင်တယ်ဆိုတော့သူကသိပါတယ်ဒီလိုကုလောကရဲ့ဖိတ်ကြားလာရောက်လာတာရှောင်းဝမ်းအတွက်ဆိုရင်သူ့ကိုအရန်အောင်မှာပျော်ရွှင်စေတဲ့ကိစ္စပါရောက်ချမ်းသူကိုယ်တိုင်ကလည်းရှောင်းဝမ်းနဲ့အတူလိုက်ချင်ပေမဲ့လည်း ဒါပေမဲ့သူ့ရဲ့အချိန်နေရကြက်ကြွေဆိုင်ရင်ကနေသူကထွက်ခွာလို့မရသေးပါဘူး။ဘာကြောက်လဲဆိုရင်တော့ကြက်ကြွေဆိုင်ရင်ကရောက်ချမ်းပြောသလိုပဲအခုမှတင်ငိန်ခါစားအချိန်နေဖြစ်ပြီးဝင်းညင်ဘိမ့်မန်ရဲ့အန်နီယကြီးကလည်းအချိန်မွေးကြောက်လာနိုင်ပါတယ်။ဒါကြောင့်မလို့အင်အားကြီးပုဂ္ဂိုလ်တယောက်အနေနဲ့ရောက်ချမ်းကကြက်ကြွေဆိုင်ရင်မှာရှိနေမှာကိုရပါမယ်။သူကလက်ရှိအချိန်မှာအင်အားစုတွေကိုလည်းစုဆောင်းနေတဲ့အချိန်မလို့ကြက်ကြွေဆိုင်ရင်ကနေသူကဘယ်ဟိုမှထွက်သွားလို့မရသေးပါဘူး။ဒါကြောင့်မလို့ရောက်ချမ်းဒီကုလောကခီးစင်မှာရှောင်းဝမ်းတဲ့အတူလိုက်မသွားခဲ့တာဖြစ်ပါတယ်။ ကုလောကောက်ကိုထွက်ခွာတဲ့ရှောင်းဝမ်းတို့အဖွဲ့လက်ရှိရှောင်းဝမ်းတို့အဖွဲ့အင်အားကိုအနေငယ်ပြင်ပြပြပေးပါမယ်။ရှောင်းဝမ်းရဲ့အစွမ်းလက်ရှိရှောင်းဝမ်းကကျင်ငါးပွင့်တိုင်းဝိဇာပါတိုက်ခိုက်နိုင်စွမ်းကတော့ကျယ်ရှိပွင့်တိုင်းဝိဇာတရားကိုရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်။ကျယ်ရှိပွင့်အောက်တိုင်းဝိဇာတွေဆိုရင်ရှောင်းဝမ်းကပြိုင်ပွဲလို့တော့မတက်မှတ်ပါဘူး။ရှောက်ရီရှန်ကျေခုနှစ်ပွင့်တန်ဝိဇာအစိတ်ခန္ဓာရဲ့စီးတစဲကိုဖွင့်ပြီးအစိတ်ခန္ဓာကိုအတုံးပြပြီးတိုက်ခိုက်မယ်ဆိုရင်ကျေရှစ်ပွင့်ကျေကိုပွင့်တန်ဝိဇာတရားအောင်တော့ယာယီခဏတာတိုက်ခိုက်နိုင်စွမ်းရှိပါတယ်ဝိဇာထဲဟိုကျေ၆ပွင့်တန်ဝိဇာ ဝိဇထင်ုံကတော့ကျေခုနှစ်ပွင့်တိုင်ဝိဇအထီကိုယာယီတိုက်ခိုက်နိုင်ပါတယ်။ဒါပေမဲ့ဝိဇထင်ုံကတော့အနိုင်တော့မတိုက်နိုင်ပါဘူး။ချင်းလင်ကျေ၆ပွင့်တိုင်ဝိဇသူ့ရဲ့ကောင်းကင်စပုံးဝေဝွင့်ညင်နဲ့ပေါင်းဆက်လိုက်မယ်ဆိုရင်ကျေခုနှစ်ပွင့်တိုင်ဝိဇတရားကိုရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်။ဒါတွေကိုကြည့်မဲ့ဆိုရင်လက်ရှိရှောင်းဝန်းတို့အဖွဲ့ကအတော်လေးဥမာကြောက်စရာကောင်းတဲ့အင်အားလို့ပြောလို့ရနေပါပြီ။ဝင်းကြီးဘိမ့်မရဲ့နမကူကောင်းကင်ဝိဇာအရှင်အားနော်ရှောင်းတို့အဖွဲနဲ့တွေ့ရင်ထွက်ပြေးရပါလိမ့်မယ်မဟုတ်ရင်တော့သူ့ရဲ့နောက်ဆုံးရလဒ်ကတော့တည်ဆုံးခြင်းသာရှိပါလိမ့်မယ် နောက်ဆုံးရှောင်းအမနောက်ထပ်အင်အားကတော့ကျဲကိုဝင်းတန်ဝိဇာတယောက်နဲ့ရင်ဆိုင်တိုက်ခိုက်နေပြီဖြစ်တဲ့ရုပ်သေးရုပ်ဒီရုပ်သေးကတော့ရှောင်းဝဲရဲ့ဖွဖေးဖြစ်ပြီးရှောင်းဝဲရဲ့အဓိကအင်အားစုလည်းဟုတ်ပါတယ်လက်ရှိရုပ်သေးကကျဲငါးဝင်းအထုံးထိပ်တန်ဝိဇာအဆင့်မှာရှိနေပါတယ်ပြီးတော့တန်ဝိဇာအဆင့်ရုပ်သေး၁၁ရုပ်ကလည်းရှိပါတယ်အဲ့ဒီရုပ်သေး၁၁ရုပ်နဲ့ကျဲငါးဝင်းအထုံးထိပ်ရုပ်သေးကိုသာပေါင်းစပ်လိုက်ပြီးဆိုရင်ရုပ်သေးရဲ့အစွမ်းကကျဲကိုဝင်းတန်ဝိဇာတယောက်ကိုယာယီတိုက်ခိုက်နိုင်ပါတယ်ဒါကတော့ရှောင်းဝဲရဲ့အဓိကဖွဖေးတစ်ချက်ပါ အခုလက်ရှိကုလောကရဲ့အကြောင်းကိုပြောပြခင်ရှေးရောင်မျိုးနဲ့စုကြည်၈ခုအကြောင်းကိုပြပြပြပါမယ်။ဒီရှေးရောင်မျိုးနဲ့စုကြည်၈ခုဒီအခုကုလောကကကျင်းပတဲ့ပွဲတော်ဟာဆိုရင်တော့အရွယ်ရောက်အခမ်းအနားလို့ခေါ်ပါတယ်။အရွယ်ရောက်အခမ်းအနားဆိုတာကတော့သူတို့ရဲ့မျိုးနဲ့စုဝင်သူတို့ရဲ့ကလန်ရဲ့ပါရမီရှင်တွေကိုကလန်တတူးပေးရတဲ့အခမ်းအနားဖြစ်ပါတယ်။ကလန်တတူးကဘာလဲဆိုတော့နောက်မှရှင်းပြပြသွားပါမယ်။အရင်ဦးဆုံးရှေးရောင်မျိုးနဲ့စုကြည်၈ခုကိုပြပြပြပါမယ်။ရှေးရောင်မျိုးနဲ့စုကြည်၈ခုဟာဝိညာဉ်မျိုးနဲ့စုဝိညာဉ်လောကဟုန်ကလန် ဒီဝိညာဉ်လောကကိုတော့အတော်များကလက်ရှိချိန်မှာရင်းနှီးနေကြပြီဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဝိညာဉ်ဗိမာန်ဒီဝိညာဉ်လောကရဲ့လောက်ခံအဖွဲ့အစည်းတစ်ခုပါ။ဒုတိယမျိုးနွယ်စုတစ်ခုအနေနဲ့ကတော့ကုလောကကုလောကကတော့ရှင်ရတို့ရဲ့မျိုးနွယ်စုကြီးဖြစ်ပြီးရှင်ဟောင်းမျိုးနွယ်စုကြီး၈ခုထဲမှာတော့မှအစွမ်းထက်ဆုံးနေရာမှာရပ်တည်နေတဲ့မျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။ ရောင်မျိုးနဲ့စုရောင်မျိုးနဲ့စုကတော့ရောင်ချင်းရဲ့မွေးရမည်ဖြစ်ပြီးရှင်းဟောင်းမျိုးနဲ့စုကြီးရှိခုတယ်မှာစေလောကဆိုပြီးနမည်ကြော်ကြားတဲ့မျိုးနဲ့စုဖြစ်ပါတယ်အဆင့်ကိုမှော့ဆေးပညာရှင်ဆိုတော့ဒေါတီကုံမြင့်ကြီးမှာအရင်ဦးမှာရှားပါပြီမဲ့စေလောကမှာဆိုရင်တော့အဆင့်ကိုမှော့ဆေးပညာရှင်ကတော့အမြောက်အများရှိပါတယ်ဒါကတော့စေလောကရဲ့အဓိကအားသချက်ပါမျိုးနဲ့စုကြီးရှိခုတယ်မှာစေလုံးအများစုကိုကုံတွယ်တဲ့နေရာမှာလဲစေလောကကဒါအဓိကပါပဲ ဒီစီလိုကားကလည်းမြို့နယ်စုကြီး၈ခုထဲမှာအတော်လေးဥမှာအစွမ်းထက်တဲ့နေရာမှာရှိနေတဲ့မြို့နယ်စုပါပဲ။ဒါပေမဲ့ရောက်ချမ်းကလည်းဒီစီလိုကားလူတယောက်ဖြစ်ပေမဲ့သူကမြို့နယ်စုကနေနှင်ထုတ်ခြင်းကိုခံခဲ့ရပါတယ်။ဘာကြောင့်နှင်ထုတ်ခံရလဲဆိုတော့တော့ကျွန်တော်အရင်ဗီဒီယိုတွေမှာရှင်းပြပူပါတယ်။အခုဒီဗီဒီယိုမှာတော့အနေငယ်ပြင်ပြပြပေးပါမယ်။ရောက်ချမ်းကသူ့ရဲ့မြို့နယ်စုကနေအကောက်ချခံခဲ့ရပြီးပြတဲ့ဘေးခမ်းမမှုအကြီးကဲရောင်ဝမ်းကူရဲ့အကောက်ချခံရမှုကြောင့်သူကကလန်အနေနှင်ထုတ်ခံခဲ့ရတာပါ။ပြောရမယ်ဆိုရင်ရောက်ချမ်းကမတရားတဖြစ်ခံခဲ့ရတာပါ။ ပြီးတော့ဆေးလောကရောင်မျိုးနဲ့ဇူကသူ့ကိုပေးခဲ့တဲ့အရာအလုံးကဝေဒနာတွေကြီးပါပဲဒါကြောင့်မလို့သူစီမှာရောင်လောကအပေါ်ခန်းစားချက်လည်းမရှိသလိုဘာမှလည်းတန်ယုံစင်မရှိပါဘူးသူစီမှာတန်ယုံစင်ရှိရင်တော့သူ့ရဲ့မိသားတွေရဲ့နောက်ဆုံးဆန္ဒပါပဲဒါ ਉ တော့ကျွန်တော်နောက်ပိုင်းနေ့မှာရှင်းပြပေးပါမယ်ဆက်ပြောရင်စပိုင်လာတွေများသွားမှာဆိုလို့ပါမီတော့လောကမီတော့မျိုးနဲ့စုကတော့ရှေးဟောင်းမျိုးနဲ့စုကြီးရှစ်ခုထဲမှာကောင်းကင်မီတော့ကိုအများဆုံးပိုင်ဆိုင်ထားတဲ့မျိုးနဲ့စုဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီမျိုးနဲ့စုရဲ့အင်အားကိုလည်းရှော့တက်လို့မရပါဘူး။ဒီမျိုးနဲ့စုမှဆိုရင်တော့ရှောင်းဝမ်းလို့ပဲ မီးကျွမ်းကျင်သူအများစုကရှိနေကြတာဖြစ်ပါလေရှီမျိုးနဲ့စုကြောက်လောကဒီမျိုးနဲ့စုကဆိုရင်တော့ခနာကိုအဓိကအားထားပြီးတော့လေ့ကျင့်ကြတဲ့မျိုးနဲ့စုဖြစ်ပြီးဒီမျိုးနဲ့စုမှာရှိတဲ့လူတွေအလုံးကတော့ခနာကိုကအဓိကတန်မာကြပါတယ်ပြောချင်တာကတော့ဒီမျိုးနဲ့စုမှာကတော့သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာအာသာချက်ကအခြားမျိုးနဲ့စုခုနှစ်ခုနဲ့ရှင်သူတို့ကအများကြီးပို့ပြီးတော့အာသာကြပါတယ်ဒါကတော့ရှီမျိုးနဲ့စုကြောက်လောကရဲ့အာသာချက်ပါပဲနောက်မျိုးနဲ့စုကတော့လေးမျိုးနဲ့စု လေးမျိုးနဲ့ဇူကတော့မှင်စာလောကဆိုပြီးနာမည်ကြီးပြီးသူတို့ရဲ့ဤပညာရင်းနဲ့သူတို့ရဲ့ကျင့်စဉ်တွေကအတော်လေးဥမာထူးခြားကြပါတယ်ပြီးတော့သူတို့ကလည်းအရင်ဥမာအစွမ်းထက်ကြပါတယ်သူတို့ရဲ့ထူးခြားမှုကတော့ဤပညာနဲ့တိုင်းကျင့်စဉ်တွေပါပဲနောက်ထပ်မျိုးနဲ့ဇူကတော့ လက်မျိုးနဲ့စုလက်မျိုးနဲ့စုဟာဆိုရင်တော့ကြာနန်းចောင်းတော်ရဲ့ចောင်းကိုမန်ထန်ချီရဲ့မျိုးနဲ့စုဖြစ်ပါတယ်ဟုတ်ပါတယ်ကြာနန်းចောင်းတော်ရဲ့ចောင်းဝင်ကြီးကလည်းရှေးအောင်မျိုးနဲ့စုကြီးရှစ်ခုထဲကလူတယောက်ပါပဲလက်ကလန်လက်မျိုးနဲ့စုမိုးโจလောကလူတယောက်ပါသူတို့မျိုးနဲ့စုမှာဆိုရင်တော့အဓိကကတော့မိုးโจနီးပညာမိုးโจကျင်းစင်တွေကိုအဓိကအားထားပြီးတော့ကျင့်ကြံပါတယ်မိုးโจကျင်းစင်ကိုဘယ်လောက်ထိနောက်မှ YouTube ပြီးတော့ကျင့်ကြံလဲဆိုရင်တော့ကြာနန်းចောင်းတော်ရဲ့ចောင်းဝင်ကြီးကိုပဲကြည့်ပါသူဆိုရင်အင်အားတိုးလာဖို့အတွက်အရင်ဦးမှအစွမ်းထက်ပါတယ်ဆိုတော့မဟူရလက်စည်းတွေချားမှတော့တွားရောက်ပြီးတော့လေ့ကျင့်တဲ့အထိပါပဲအဓိက ပြောချင်တာဒီမိုးချိုးလောကကတော့လျက်စီးကိုအဓိကအားထားပြီးတော့ကျင့်ကြံကြတာပါနောက်ဆုံးရှောင်းဝမ်းတို့ရဲ့ရှောင်းမျိုးနဲ့ဆိုရှေးဟောင်းမျိုးနဲ့ဆိုကြီး၈ခုထဲမှာအင်အားအကြီးဆုံးနဲ့အစွမ်းထက်ဆုံးသောမျိုးနဲ့ဆိုဒါပေမဲ့လည်းလက်ရှိအချိန်မှာအစွမ်းထက်ဆုံးဆိုတဲ့ဂုံပုတ်ကဒါနာယီအဖြစ်သာကျန်ရှိတော့တာပါရှောင်းမျိုးနဲ့ဆိုကတဖြည်းဖြည်းနဲ့ဆုပ်ယုပ်ပြီးလက်ရှိရှောင်းမျိုးနဲ့ဆိုကဆိုရင်တော့ဂျာမန်နိုင်ငံရဲ့ဝူတန်မျိုးလေးထဲမှာအခြေချနေထိုင်တဲ့ရှောင်းမီတာစုလေးအဖြစ်သာကျန်ရှိတော့တာပါရှေးဟောင်းမျိုးနဲ့ဆိုကြီး၈ခုဒီ၈ခုလုံးကဘာကြောင့်ရှေးဟောင်းမျိုးနဲ့ဆိုကြီးလို့ခေါ်ရလဲဆိုရင်သူတို့ကလန်၈ခုလုံးမှာ သူတို့ရဲ့မျိုးနွယ်စုကြီး၈ခုလုံးမှာတိုင်းနက်ဖျားတွေကပေါ်ထွန်းလာခဲ့မှုပါလေ တိုင်းနာဖျားတပါးသာပေါ်ထွန်းလာပြီဆိုရင်အဲ့ဒီမျိုးနဲ့စုကိုရှင်းအောင်မျိုးနဲ့စုအဖြစ်သတ်မှတ်လို့ရပါပြီ။ဘာကြောင့်ရှင်းအောင်မျိုးနဲ့စုအဖြစ်သတ်မှတ်လဲဆိုရင်တော့တိုင်းနာဖျားတပါးပေါ်ထွန်းလာတဲ့အချိန်မှာသူတို့မျိုးနဲ့စုတစ်ခုလုံးရဲ့သွေးမျိုးစွမ်းအားကစတင်ပြောင်းလဲလာပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာတိုင်းနာဖျားသွေးတွေဟာစတင်စီးဆင်းလာပြီးသူတို့ရဲ့အစွမ်းတွေကလည်းတံမှန်လူသားတွေနဲ့ရှင်မဲ့ဆိုရင်အများကြီးကမှတဟုန်တိုးမြင့်တက်လာခဲ့ပါတယ်။ဒါကြောင့်မလို့သူတို့ကထူခြားတဲ့လူသားတွေဖြစ်ပြီးရှင်းဟောင်းမိသားစုလို့သတ်မှတ်ခံရတာပါ။ရှင်းဟောင်းမိသားစုတွေဟာတံမှန်လူသားတွေထက်အများကြီးပိုပြီးတော့အစွမ်းထက်နေရတဲ့အကြောင်းရင်းကလည်းဒါကြော ောက်ပါပဲတိုင်းနတ်ဖျားရဲ့သွေးမျိုးစွမ်းအားကြောက်ပါ ရှောင်းကလန်အဓိကပြတုံးသွားတဲ့အခြေအနေရလဲဒါကြောင့်ပါပဲတိုင်းနဲ့ဖျားသွေးမျိုးစွားဆိုတာအရင်ကလည်းအစွမ်းထက်တဲ့ဆိုရင်ပဲကုန်ခန်းနဲ့ဆိုတာလည်းရှိပါတယ်ဟုတ်ပါတယ်အကယ်၍အချိန်တိုင်းနဲ့တစ်ခုရောက်တဲ့အထိတိုင်းနဲ့ဖျားနောက်ထပ်တစ်ပါးအသာထပ်ပြီးတော့ပေါ်ထွန်းမလာဘူးဆိုရင်တိုင်းနဲ့ဖျားသွေးမျိုးစွားကတဖြည်းဖြည်းနဲ့အားနေလာပြီးတဖြည်းဖြည်းနဲ့ကုန်ခန်းသွားမှာဖြစ်ပါတယ်တိုင်းနဲ့ဖျားသွေးမျိုးစွားကသာကုန်ခန်းလာပြီဆိုရင်အဲ့လိုမျိုးပဲမျိုးနဲ့စုကြီးကလည်းတဖြည်းဖြည်းနဲ့အားနေသွားမှာဖြစ်ပြီးတဖြည်းဖြည်းနဲ့ပြတုံးချင်းရပဲကြောက်လာမှာပါဒါပေမဲ့ရှောင်းကလန်ပြတုံးသွားတဲ့အဓိကအကြောင်းရင်းကဒီမှာရောက်ချမ်း န့်ပြောသလိုတိုင်းနဲ့ဖျားသွေးမျိုးစွမ်းကကုန်ခန်းသွားတာကြောက်ရတော့မဟုတ်ပါဘူး။ရှောင်းကလန်ဘာကြောက်ပြတ်သုံးွားလဲဆိုတာကိုကျွန်တော်ရှင်းပြပေးပါမယ်။တိုင်းနဲ့ဖျားသွေးမျိုးစွမ်းကအားနေလာပြီဆိုတာမှန်ပေမဲ့အဲ့လိုမျိုးအားနေလာတဲ့အချိန်တွေကိုရှောက်ရွှမ်းရှောင်းရဲဘိုးဘေးကြီးကရင်ဆိုင်မှုအတွက်သူတို့ရှောင်းကလန်တစ်ခုလုံးမှာလှုပ်ဝဲမရှင်တစ်ခုကိုလုပ်ခဲ့ပါတယ်။အဲ့ဒါကတော့သူတို့ရှောင်းမိသားစုရဲ့နောက်ဆုံးကြံခဲ့တဲ့တိုင်းနဲ့ဖျားသွေးမျိုးစွမ်းအလုံးကိုအသုံးပြုပြီးသူကတိုင်းနဲ့ဖျားအဆင့်ကိုချိုးဖြတ်တာပါ။ဟုတ်ပါတယ်ရှောက်ရွှမ်းကကျေကူးပွင့်အထုံးထိပ်တိုင်းသူတို့စဉ်အစင်ရနေတိုင်းနဲ့ဖျားအဆင့်ကိုချိုးဖြတ်တာပါ။ အလို့ထိုးဖျက်နေတဲ့အချိန်မှာပဲဝိညာဉ်လောကရဲ့အလေးဝင်တိုက်ခိုက်မှုကြောင့်ရှောက်ရွှန်းတည်ဆုံးခဲ့ရတာပါရှောက်ရွှန်းတည်ဆုံးခဲ့တဲ့ဆိုပေမဲ့သူကအားနည်းလို့တည်ဆုံးတာမဟုတ်ပဲသူကအရေးကြီးအခိုက်အတန့်အရေးကြီးတဲ့အချိန်တွေကိုရောက်ရှိနေရမလို့ပါလူတစ်ယောက်ကဘလောက်ပဲတန်မာပါစေအစင်တက်နေတဲ့အချိန်ဟာသူ့ရဲ့အားအနည်းဆုံးအချိန်ပါပဲဒီလိုအချိန်တွေမျိုးမှာဝိညာဉ်လောကအခွင့်ကောင်းယူပြီးတော့သူ့ကိုအလေးဝင်တိုက်ခိုက်ခဲ့တာပါသူမသာသူဆိုရင်သူမတိုင်းနဲ့ဖျားအစင်းကိုတက်ရောက်ဖို့အတွက်အောင်မြင်မှုရာခိုင်နှုန်းက90ရာခိုင်နှုန်းအထက်မှာရှိနေပါတယ် သူဘာသာသူဆိုရင်သူမှကြာရှုံးမှုအခွင့်အရေးရှိပေမဲ့လေသူကရှောက်ရွှမ်းဖြစ်နေတာမလို့အဲ့လိုကြာရှုံးနိုင်ကြရာရှိပေမဲ့လေမဖြစ်နိုင်သလောက်ပါပဲဒါပေမဲ့လေဝိညာဉ်လောကရဲ့အလင်းဝင်တိုက်ခိုက်မှုကြောင့်သူရဲ့တိုင်းနဲ့ဖျားအစင်းကိုတယောက်မှုကကြာရှုံးခဲ့ပြီးသူကိုယ်တိုင်ကလည်းနောက်ဆုံးထွက်သက်တီးတိုက်ခိုက်ခဲ့ရပြီးနောက်ဆုံးမှတော့တည်ဆုံးခဲ့ရပါတယ်ဝိညာဉ်လောကရဲ့အရှင်သခင်ကလည်းရှောက်ရွှမ်းတဲ့နောက်ဆုံးတိုက်ပွဲမှာဒိုင်းကအကြီးကျယ်ရခဲ့ပြီးဘယ်လောကမှကိစ္စအုံမှာဝင်ရောက်မပါတော့ပဲသူကလုံလောက်အုံမှာတတိတတန်းနဲ့နေပြီးသူ့ရဲ့ဒိုင်းရီကိုသာပြန်လဲကူးတာနေခဲ့ပါတယ်ရှောက်ရွှမ်းတည်ဆုံးပြီးတဲ့အချိန်ကနေလက်ရှိအချိန်ထိဝိ ညစ်လောကရဲ့အရှင်သခင်ဖြစ်တဲ့ဟုန်ထန်တီကအနိုင်ငယ်လေးတော်လှုပ်ရှားခဲ့ခြင်းမရှိပါဘူး။သူကလုံအောင်မှာတိတ်တဆိတ်နဲ့ငြိမ်သက်နေရပါ။ဒါပေမဲ့ရှောက်ရွှမ်းလေလက်ရှိချိန်မှာအပီးတိုင်းတည်ဆုံသွားသေးရမို့ပါဘူး။သူရဲ့စိတ်ဝိညာဉ်ကတော့ကောင်းကင်ဂူဘိမှန်ထဲမှာရှိနေပါသေးတယ်။ကောင်းကင်ဂူဘိမှန်ကတော့ကုလောကမှာရှိပါတယ်။လက်ရှိရှောင်းဝမ်ကကောင်းကင်ဂူဘိမှန်ကိုဝေရောက်တဲ့အချိန်ကျရင်ရှောက်ရွှမ်းသူ့ရဲ့ဘိုးဘေးကြီးရှောက်ရွှမ်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။အဲဒီခါကျရင်တော့ရှောက်ရွှမ်းကဒီကျောင်းသားတွေကိုရှောင်းဝမ်ကိုပြပြမှာပါ။ဒါစပွိုင်လာဆိုပေမဲ့လေဇလန်းမှာတိတ်ပြီးတော့အများကြီးတော့ထိခိုက်မှုမရှိပါဘူး။နောက်ဆုံးကလန်တတူ ကလန်တတူးကဘာလို့ပြောတာလဲကလန်တတူးဆိုတာကျွန်တော်အစောပိုင်းမှာပြောခဲ့သလိုပဲဒီရှေးအောင်မြို့နယ်စုကြီးရှစ်ခုကတိုင်းနယ်ဖျားရဲ့သွေးမျိုးစွမ်းကိုပိုင်ဆိုင်ကြပါတယ်အဲ့လိုတိုင်းနယ်ဖျားရဲ့သွေးမျိုးစွမ်းကိုပိုင်ဆိုင်တဲ့သူတွေအနေနဲ့သူတို့မှာသူတို့မြို့နယ်စုရဲ့ထူးခြားတဲ့တင်ဂေတာကလန်တတူးဆိုပြီးရှိကြပါတယ်အဲ့ကလန်တတူးကရှေးအောင်မြို့နယ်စုကြီးရှစ်ခုကလူရီယာတာပိုင်ဆိုင်နေတဲ့အရာပါအခုကုလောကကျင်းပတဲ့ရေရောက်အခမ်းအနားဆိုရင်လေသူတို့မျိုးနွယ်စုတွေကိုကလန်တတူးဖွင့်လှစ်ပေးတဲ့အခမ်းအနားပဲဖြစ်ပါတယ် ကလန်တတူးကိုပိုင်ဆိုင်လာတဲ့လူတယောက်အနေနဲ့ကကျဲကိုပွင့်တန်ရေးစာအဆင့်မှာရှိနေတယ်ဆိုရင် သူကကလန်တတူးကိုဖွင့်လှစ်လိုက်ပြီဆိုရင်ပြောင်းလဲခြင်းကိုယ်တွယ်အဆင့်ကိုတဟုန်တိုးမြင့်တက်သွားမှာပါဒါကတော့ကလန်တတူးရဲ့ထူးခြားမှုပါအဲ့လိုမျိုးအစွမ်းတိုးမြင့်တာဘာနဲ့တူလဲဆိုရင်ရှောင်းဝဲရဲ့ကောင်းကင်မီသုံးတဲ့ပြောင်းလဲခြင်းနဲ့တူပါတယ်ဒါပေမဲ့ကောင်းကင်မီသုံးတဲ့ပြောင်းလဲခြင်းမှာစိုးကျိုးလဲရှိသလိုထိခိုက်မှုကလည်းရှိပါသေးတယ် ပြီးတော့ကောင်းကင်မီတောက်တွေကိုလည်းလိုအပ်ပါသေးတယ်။ကလန်တတူးမှဆိုရင်တော့အရာတွေဘာမှမလိုအပ်ပါဘူး။ဘာမှလည်းထိခိုက်မှုမရှိသလိုဘာဆိုးကျိုးမှလည်းမရှိပါဘူး။အတွေ့တစ်ချက်နဲ့တင်ကိုယ့်ရဲ့စွမ်းအားတွေကိုတဟုန်တိုးမင်းတက်လောက်အောင်လုပ်လို့ရပါတယ်။ဒါပေမဲ့လည်းကလန်တတူးကပေးအပ်တဲ့စွမ်းအားကယာယီပါပဲ။ယာယီဆိုပေမဲ့လည်းအစိမ့်မှန်လို့ပဲအစွမ်းထက်လုံးပါတယ်။ဒါကတော့ရှီအောင်မျိုးနဲ့စုကြည်၈ခုကပိုင်ဆိုင်တဲ့ကလန်တတူးပါ။ရှောင်းဝဲရဲ့ကလန်တတူးကတော့ကောင်းကင်ဂူဘိမ့်မောင်ကိုတွားတဲ့အချိန်မှာသူ့ရဲ့ဘိုးဘေးကြီးရှောက်ရွှန်းကိုတိုင်ကသူ့ကိုကလန်တတူးရောက်အောင်လို့ကူညီပေးမှာပါ။ ဒါကတော့နောက်ပိုင်းမှလာမှာပါအခုတော့အနေငယ်လူနေပါသေးတယ်အခုကုလောကကုမျိုးနဲ့စုကြီးအကြောင်းကိုကျွန်တော်ရှင်းပြပေးပါမယ်ကုမျိုးနဲ့စုကြီးကဘယ်လောက်ထိနောက်မှာအစွမ်းထက်လဲဆိုရင်ကုလောကရဲ့ဝင်ပေါက်မှာတကားစောက်တွေကိုပဲကြည်ပါအဲ့ဒီတကားစောက်တွေအားလုံးကဆိုရင်တော့ဒူဆုံးအဆင့်ပညာရှင်တွေကြီးပါပဲပြီးတော့တိုင်ဝိဇာအဆင့်ဖြစ်တဲ့လင်ချွမ်းအောင်နောက်မှာကုလောကမှာတကားစောက်အဆင့်ပဲရှိပါတယ်ဒါဆိုရင်တော့ကုလောကကဘယ်လောက်ထိနောက်မှာအစွမ်းထက်ပြီးဘယ်လောက်ထိနောက်မှာစွမ်းအကြီးလုံးလဲဆိုတာကိုခမန်းကြည့်လို့ရမယ်လို့ထင်ပါတယ်လက်ရှိမှာလင်ချွမ်းကကျယ်တွင်တိုင်ဝိဇာပါ ရှောင်းဝင်းကကျင်ကားပွင့်တန်ဝေးစာပါသူကသူ့ရဲ့ကျေတဝင်းတန်ဝေးစာအစင်းလောင်းနဲ့ရှောင်းဝင်းရဲ့ရှေ့မှာတွားပြီးတော့မောက်မာနေပြလို့ရှောင်းဝင်းကသူ့ကိုတစ်ချက်ထင်းနဲ့အနိုင်ယူပြခဲ့ပါတယ်ဒီမှာရှောင်းဝင်းကအနိုင်ယူပြီးတဲ့နောက်ပေါ်လာတဲ့ပစ္စမမြောက်တက်မှုပစ္စမမြောက်တက်မှုကဆိုရင်တော့ကျေသုံးပွင့်တန်ဝေးစာပါသူကတော့ဟေယန်တက်ရဲ့ပစ္စမမြောက်တက်မှုပါကူလောကရဲ့အစွမ်းဖက်စည်းပုံအကြောင်းကိုကျွန်တော်ရှင်းပြပေးပါမယ်။ကူလောကမှာဟေယန်တက်ဆိုပြီးရေနဲ့တက်ဖွဲ့ရရှိပါတယ်။အဲ့ဒီဟေယန်တက်မှာတမူးချုပ်၈ယောက်၊ဘိုးချုပ်၄ယောက်နဲ့ဘင်းရင်၂ပါးဆိုပြီးရရှိကြပါတယ်။ အဲ့တမူးကျောက်၈ယောက်ထဲမှာတမူး၈ယောက်လုံးမှာဆိုရင်တော့တိုင်းဝိဇာအစင်ပညာရှင်တွေကြီးပဲဖြစ်ကြပြီဘိုးကျောက်၄ပါးဆိုရင်တော့တိုင်းဝိဇာအစင်ုံတော်မှာရှောင်းဝဲလူမျိုးအစင်ကျော်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ိုင်းဝိစာအဆင့်ပညာရှင်တွေကြီးပါပဲဟေယန်တပ်ဖွဲ့ရဲ့ဘင်ဟေယန်တပ်ဖွဲ့ရဲ့ဘင်ကတော့အဆင့်မှန်တိုင်းပြုလို့စင်မှာသူကတော့ဒီလိုမျိုးလူငယ်တွေကြားကိစ္စကိုပတ်ဝန်းပတ်သက်မဲ့လူမဟုတ်ပါဘူးပြီးတော့ရှောင်းဝမ်ကကုလောကကိုရဲအုပ်ချင်းမှာသူနဲ့ရန်ညိုးရှိတဲ့လူကလင်ထွန်းတယောက်တည်းပါကျန်တဲ့ကုလောကရဲ့တပ်ဖွဲ့သားတွေကသူ့ကိုဘာကြောင့်ရန်ညိုးထားနေလဲဆိုရင်တော့ကုလောကရဲ့ဗိုလ်ချုပ်ကြီး၄ယောက်နဲ့တမူးကြီး၈ယောက်အပါအဝင်အားလုံးကရှင်ရောက်သဘောကြပါတယ်ရှင်ရရဲ့စွန့်ပစ်ချက်ရှင်ရရဲ့ကုလောကရဲ့အကြီးအကဲတွေကိုပြန်ပြောခဲ့တဲ့စကားကြောင့်သူတို့အားလုံးကရှောင်းဝမ်ဖို့ရန်ညိုးထားနေကြပါတယ် ဘာကြောက်လဲဆိုရင်တော့သူတို့အားလုံးကရှောင်းရမ်းမှရွှင်းရပြောသူလိုမျိုးတကယ်အရေးချင်းရှိမရှိသူတို့ရဲ့တခင်မလေးသူတို့ရဲ့နတ်သမီးလေးဖြစ်တဲ့ရွှင်းရနဲ့ထိုက်တန်ပါမလားဆိုတော့သူတို့အားလုံးကသိကျင်ကြပါတယ်ဒါကြောင့်မလို့လေပစ္စမမြောက်တမှုထုတ်ကရှောင်းဝန်းကိုစင်ခေါ်ဖို့အတွက်ပြောခဲ့တာပါရှောင်းဝန်းကတော့သူ့ကိုအချိန်မီလို့သာပြန်ပြောခဲ့ပါတယ်ကုလောကရဲ့တမှုကြီးရှိရောက်ရဲ့အစွမ်းအကြောင်းကိုကျွန်တော်ပြပြပြပါမယ်နံပါတ်၈တမှုကျေတဝင့်တမ်းမိစာနံပါတ်9တမှုလင်ချွန်းကျေတဝင့်တမ်းမိစာ ံပါတ်6တက်မူကျယ်2ပွင့်တန်းဝိဆောင်နံပါတ်5တက်မူကျယ်3ပွင့်တန်းဝိဆောင်နံပါတ်4တက်မူကျယ်4ပွင့်တန်းဝိဆောင်နံပါတ်3တက်မူရန်ဟုကျယ်5ပွင့်အထုံထိပ်တန်းဝိဆောင်ဒီယန်ဟူဟာဆိုရင်တော့ဒီမှာရှောင်းဝန်းကိုစိန်ခေါ်မဲ့သူဖြစ်ပါတယ်နောက်ဥပတ်မှာရန်ဟူနဲ့ရှောင်းဝန်းရဲ့တိုက်ပွဲကိုမြင်တွေ့ရမှာပါနံပါတ်2တက်မူလင်ရှုကျယ်6ပွင့်တန်းဝိဆောင်နံပါတ်1တက်မူဂူချန်ကျယ်9ပွင့်အထုံထိပ်တန်းဝိဆောင် ဂူကျန်းဆိုရင်တော့ရင်းနှက်တပ်ဖွဲ့ရဲ့နံပါတ်1တပ်မူးဖြစ်ပြီးရင်းနှက်တပ်ဖွဲ့ရဲ့တပ်မူးတွေအလုံးထဲမှာအစွမ်းထက်ဆုံးသူဖြစ်ပြီးသူ့ရဲ့စွမ်းအင်ကဗိုလ်ချုပ်၄ယောက်နဲ့တော့ဒန်တူနေပါရှိပါတယ်ပြီးတော့ဗိုလ်ချုပ်၄ယောက်ဗိုလ်ချုပ်၄ယောက်မှာစရုထမြောက်ဗိုလ်ချုပ်ဂူယောင်ဒီဂူယောင်ကဆိုရင်တော့ရှောင်းဝဲဘွားမှာအစွမ်းထက်ဆုံးတော့ပြိုင်ဘက်နဲ့သူ့ကိုအစွမ်းကုန်တိုက်ခိုင်းအောင်လုပ်နိုင်တယ်ပထမဦးဆုံးလူငယ်ပြိုင်ဘက်လည်းဖြစ်ပါတယ်သူ့ကိုအစွမ်းကုန်တိုက်ခိုင်းအောင်လို့လုပ်နိုင်တယ်ပထမဦးဆုံးတော့လူငယ်ပြိုင်ဘက်လည်းဖြစ်ပါတယ် ဒီကူရောင်ကဆိုရင်တော့ကျက်ရှိပွင့်တိုင်ဝေးစာဖြစ်ပြီးအတော်လေးဟိုမှလည်းအစွမ်းထက်တဲ့လူတယောက်ပါ။ရှောင်းရဲလူမျိုးအစင်းကြော်တိုက်ခိုက်နေဆိုရင်ရှိတဲ့လူတော့အစွမ်းကုန်းတိုက်ခိုက်ရအောင်လို့လုံနိုင်တဲ့လူတယောက်ဆိုရင်သူကလည်းဘလောက်ထိအစွမ်းထက်လဲဆိုတာခံမှန်းကြည့်လို့ရပါတယ်။ပြီးတော့ဂူရောင်ရဲ့ထူးခြားချက်ကတော့သူ့ထက်အပိုပြီးတော့အစင်းမြင့်တဲ့ကျဲကိုပွင့်တိုင်ဝေးစာတွေကတော့သူ့မှရင်ဆိုင်တိုက်ခိုက်ပြီးတော့အနိုင်ယူပြနိုင်ဆိုရင်ရှိပါတယ်။ပြီးတော့ဒီဂူရောင်ကလည်းရွှင်ရောင်ကိုတစ်ဖက်သက်ငယ်စဉ်တည်းကအရန်အုံးမှချစ်ကြိုက်နေတဲ့လူတယောက်ဖြစ်ပါတယ်။ဒါကြောင့်မလို့ဂူရောင်နဲ့ရှောင်းရဲရဲ့ဗတဲ့ကိုလည်းအားလုံးကမြင်တွေ့ရအောင်ပါ။ တတိယဘူချုပ်ဂူရှင်ဂူရှင်ကဆိုရင်တော့ကျေကိုးပွင့်တန်ဝိဇာဖြစ်ပါတယ်ဂူဟာဆိုရင်လည်းကျေကိုးပွင့်တန်ဝိဇာဖြစ်ပါတယ်ပထမဘူချုပ်ကြီးဂူချင်းရန်ဂူချင်းကဆိုရင်တော့ကုကလန်ထဲမှာအစွမ်းထက်ဆုံးသောလူငယ်ပါရမီရှင်ဖြစ်ပြီးသူ့ရဲ့ပါရမီကရွှင်ရရဲ့အောက်ဒဇင်လေးသာနေပါတယ်ဂူကလန်ထဲမှာအထူးကျုံဆုံးသောလူငယ်လေးဖြစ်ပါတယ်သူကတော့လက်ရှိမှာပြောင်းလဲခြင်းကိုးတွယ်အဆင့်မှာရှိနေပါတယ် ပြီးတော့ဟေယံတပ်ဖွဲ့ရဲ့ဘေးနှပါဟေယံတပ်ဖွဲ့ရဲ့ဘေးနှပါလုံးဝဆိုရင်တော့တိုင်းသူတို့စင်အစင်မှန်တိုင်းသူတို့စင်အစင်မှာရှိနေကြပါတယ်ဒါပေမဲ့သူတို့ကဒီလူငယ်တွေရဲ့ကိစ္စမှာပေါင်ရင်ပတ်သက်ခြင်းလည်းမရှိသလိုဒီလူငယ်တွေရဲ့ကိစ္စကိုသူတို့ကစိတ်ဝင်စားခြင်းလည်းမရှိပါဘူးဒါကြောင့်မလို့သူတို့ကတော့ပေါင်ဝင်လာမှာမဟုတ်ပါဘူး ဒီဟေယန်တပ်ဖွဲ့ရဆိုရင်တော့ကူကလန်ရဲ့လူငယ်တပ်ဖွဲ့အင်အားသာရှိပါသေးတယ်။ကူကလန်ရဲ့အဓိကအကြီးကျယ်အဖွဲ့အင်အားဆိုရင်လည်းတသက်ရှိပါသေးတယ်။ကူကလန်ရဲ့အဓိကအင်အားစုနဲ့ရှင်းဟောင်းမျိုးနွယ်စုကြီးရှိခုထဲမှာကူလောကကိုရှင်းဟောင်းမျိုးနွယ်စုကြီးတွေကရှင်ရတဲ့အကြောင်းရင်းအရတော့ကူလောကမှာကူအင်ပေါ်တဲ့၃ဖောက်ဆိုပြီးအစွမ်းထက်တဲ့ပုဂ္ဂိုလ်၃ယောက်ကရှိပါသေးတယ်။ဒါတွေကတော့နောက်ပိုင်းမှာအလုံကမြင်တွေ့ရမှာပါ။ဒါရီတို့ကျွန်တော်မစပိုင်းတော့ပါဘူးဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ကတော့ခရိုစာကီပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး